မင်္ဂလာပါဒီနေ့မှာတော့ကြည့်ရှုသူတွေအတွက်ဆလမွန်ငါချောချုံမွေးမွေးဖျက်တော့နေတဲ့နေလန်းကိုပြသပေးသွားမှာဖြစ်ပါတယ်ဆရာတော်မဟုတ်ပါဘူးဗျာကျွန်တော်လောက်မှလောင်းနေကြနေလန်းလေးဖြစ်ပါတယ်ပြန်လည်မြှောက်ဝေတာပါခုလိုပြမယ့်ငါကတော့နဝင်းလင်ကန်လာတဲ့လက်လက်ဆက်ဆက်ဆလမုံငါဖြစ်ပါတယ်။ငါကိုရေဆေးတက်ရှင်ပြီးပြီဆိုတော့စပ်ဖြတ်ပါမယ်။ဖြတ်မဲ့တော့ထောင်းသေးထားရပါမယ်။ မောင်ကုန်းကိုဖြတ်ဖို့အတွက်တစ်ဖက်ရင်လေးပါတယ်။လမ်းမေးမလို့တစ်ချက်မှပြတ်ထက်သွားအောင်ဖြတ်ပေးပါရခင်ဗျ။မောင်ကုန်းဖြတ်ပြီးပြီဆိုတော့ကြောက်ကုန်းဘုတ်ကနေဆောက်ခွဲပါမယ်။ဘီယိုမပောင်းဝေးစိတ်ဖြတ်ပေးပါခင်ဗျ။ တော်ကိုယူနစ်ကပ်ပြီးတာသွားကိုလျားလိုက်ထားပြီးဖြတ်ပေးပါခင်ဗျယူလည်းမပြတ်အောင်တာလည်းမပြတ်အောင်ဝေးစိတ်ဖြတ်ပေးပါခင်ဗျငါရဲ့အုတ်ကနေပေါ်ဘဲကိုငါသားအုပ်ဓာတ်ထိုးသိမ်းပြီးတော့ဖြည်းဖြည်းချင်းပေါ်ဆွဲတင်လာပါခင်ဗျပါရမတရှောင်း TV ဆိုတော့ ဒုတိယတချံကခွာရောက်လွယ်သွားပါတယ်ခင်ဗျာနောက်တချံကပထမတချံလိုမဟုတ်တော့ပါဘူးခင်ဗျာဘယူအုပ်ကနေတော့ဖြည်းဖြည်းချင်းလေးလာပါခင်ဗျာမိဘကိုရောက်ရင်တိလှီဖြတ်လိုက်ပါခင်ဗျာပိတ်တမ်းမှရှိတဲ့စီနဲ့ရိုးတွေကို ခုလေးပြတဲ့အတိုင်းလေးပြထုတ်ပါခင်ဗျ ခြေတွေဖယ်ထုတ်ပြီးပြီဆိုတော့ယိုးမရှိတဲ့ဖျားကတတုံးကိုဖျားထုတ်လိုက်ပါနဲ့ခင်ဗျခုခြေတွေဖယ်ပြီးပြီဆိုတော့လက်ဘိုးမှာရှိတဲ့ယိုးလေးတွေရှိပါသေးရဲ့ခင်ဗျဒီချောင်းချင်းဆွဲနှုတ်ပေးရတာခင်ဗျညှန့်လေနဲ့ဆွဲနှုတ်ပေးရပါတယ်ခင်ဗျလက်မှာရှိတဲ့ယိုးတွေကိုသာမန်မြင့်လုံးနဲ့ကြည်လုံးများပါခင်ဗျလက်ညှိုးလေးတွေစမ်းမရပါတယ်ခင်ဗျလက်ညှိုးလေးရင်စူးစူးလေးမြင်နေရရင်ဒီချောင်းချင်းဆွဲနှုတ်ရပါတယ်ခင်ဗျ

မျိုးရည်စီတယ်မရှိတော့ဘူးဆိုတော့ဆလမွန်သားတောင်းပြပါပြီခင်ဗျအဲဒီဆလမွန်သားတောင်း250ကလန်စတိတ်အတွက်ဖြတ်ပါတယ်ခင်ဗျကျွန်တော်တို့ဆိုင်မှာစတိတ်ပဲရောင်းပါတယ်ခင်ဗျချူရှိတယ်ရှာရှိမိတယ်မရောင်းပါဘူးခင်ဗျဒီဗီဒီယိုလေးကြိုင်နေတဲ့ဆိုရင် like and share နိုင်ပြီးတခြားလူတွေအတွက်မျှဝေပေးသွားကြပါခင်ဗျဗီဒီယိုလေးကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျ